ကျွန်တော်ကတော့စာရေးဆရာလင်းတိုင်းညီမမကြီးပါကျွန်တော်ကတော့စာရေးတယ်နောက်တစ်ခါကျွန်တော်တို့ဒီ hobby boy လေးတွေပေါ့ကျွန်တော်ဒီ motivation နဲ့ management talk တွေပြောပါလိမ့်ခင်ကျွန်တော်တို့နိုင်ငံမှာဒီ education ကျောင်းတွေပေါ့နော်ကျွန်တော်တို့ဒီ learning or training မျိုးစုံရှိပြီမြန်မာ motivation ကတော့မြန်မာနိုင်ငံမှာတော်တော်လေး popular ဖြစ်တာနည်းပါလေ education ကပြီးခဲ့တဲ့တနည်းလောက်မှာကျွန်တော်တို့စတာ ပေါ့နိနောက်တစ်ခါကျွန်တော်တို့နိုင်ငံလက်ရှိအခြေအနေမှာ twin set democracy နိုင်ငံဖြစ်တဲ့အညီကျွန်တော်တို့ပြည်သူလူထုအနေနဲ့အလုံးလို့ခြင်းစိတ်တွေ positive attitude တွေဟာနိုင်ငံတော်တည်ဆောက်တဲ့အခါမှာလိုအပ်တဲ့ကျွန်တော်တို့ကြောင်းကယုံကြည်ပါတယ်ဒီကကျွန်တော်တို့ vision ကိုကကျွန်တော်တို့ပြည်သူလူထုကို demotivation နဲ့ positive attitude ဆိုင်ရာကျွန်တော်တို့အသိတူတာတွေ education တွေကိုပညာရေး channel အပါအဝင်ပေါ့တခြားသော communication channel တွေကနေကျွန်တော်တို့တက်နိုင်တဲ့လို့ဖို့အတွက်ကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်ခင်ဗျအောင်မြင်မှုကတော့ကျွန်တော်တို့ကဟို ်သကလုံးလေးကတော့ချုံမင်သားပေါ့လေခုနကကျွန်တော်တို့ပြောသလိုအောင်မြင်မှုဆိုတာအခက်အခဲတွေကအများကြီးရှိတယ်နောက်တစ်ခါလူငယ်တွေကိုကျွန်တော်ကဟိုလူငယ်တွေပေါ့အောင်မြင်မှုကြိုးစားနေတဲ့သူတွေအားလုံးကျွန်တော်တို့လည်းတိတ်အောင်မြင်လာပြီလို့တော့မဟုတ်ဘူးသို့တော့အောင်မြင်မှုအကြောင်းကိုစာရင်းနေတယ်ပြောနေတဲ့သူတရားအောင်နေတယ်ကျွန်တော်အကြံပေးလိုတာကတော့အောင်မြင်မှုဆိုတာအခက်အခဲကအောင်မြင်မှုတချို့လူငယ်တွေယုံနေတာအောင်မြင်မှုမရောက်မရောက်သေးမီကာလမှာပဲတွေ့ရမယ်ထင်နေတာ တကယ်တကယ်မှာ normal life တစ်ခုထက် successful life တစ်ခုကအခက်အခဲတွေပုံများပါတယ်ကျွန်တော်တို့အောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ on the stage ကိုရောက်သွားပြီကျွန်တော်လုချင်တာလုလို့မရတော့ဘူးအောင်မြင်မှုရတဲ့အခါမှာရဖို့ကြိုးစားတဲ့အခါမှာကြုံရတဲ့အခက်အခဲကအောင်မြင်မှုကိုထိမ့်သိမ့်တဲ့အခါမှာကြုံရတဲ့အခက်အခဲနည်းနည်းလေးလေးရှိပါသေးတယ်အဲ့တော့အောင်မြင်မှုကိုတွားတဲ့အခါမှာအခက်အခဲတွေရှိပါတယ်။အဲ့ဒီအခက်အခဲတွေကိုကြုံလာတာဒီကိုဒီ success story ပေါ့ကျွန်တော်တို့ကနောက်တစ်ချိန်မှာပြန်ပြောလို့ရတဲ့ success story လေးတွေအဖြစ်ကျွန်တော်လူငယ်တွေအနေနဲ့ရှုမြင်စေတင်ပါတယ်။နောက်တစ်ခါ ဟိုစေတနာပေါ့ကျွန်တော်တို့ဒီလုတ်တဲ့အလုပ်ပေါ်မှာအောင်မြင်ခြင်းမအောင်မြင်ခြင်းထက်တင့်ရဲ့အကောင်းဆုံး effort ကိုထုတ်ဆွေးကြပါလိမ့်လက်ရှိဘယ်နေရာမှာပဲရောက်နေရောက်နေပါရောက်နေတဲ့နေရာမှာအကောင်းဆုံးကြိုးစားခြင်းဟာတစ်ချိန်မှာကျွန်တော်ကိုအကောင်းဆုံးနေရာကိုရောက်အောင်တွန်းပို့ပေးနိုင်ပါတယ်ဒါကိုလူတွေသိသိကြပါလိမ့်